မေဖင်းကငွေရှာလို့ရတဲ့ application တွေမှာတင်ငန်းချက်မဖေခေါ်နိုင်လို့ထူမှန်င်း PayPal ကမရှိလို့ငွေထုတ်လို့မရဘဲဖြစ်နေတဲ့ဆိုရင်တော့ဒီ application ကမေဆွေအတွက်ငွေရှာဖို့အကောင်ဆုံး application ဖြစ်ပါတယ်။ဒါ့အပြင် YouTube video ကြည့်ပြီး crypto wallet account တွေဖြစ်တဲ့ Binance, KPay ဝယ်ပေးနိုင်တင်ငန်းချက်ဖေခေါ်စရာမလိုဘဲလူတိုင်းငွေရှာလို့ရတဲ့ application တစ်ခုကိုပြောပြပေးပါမယ်။ဒီ application မှာငွေရှာနေတဲ့သူကလည်း1 million အယောက်တန်းကျော်တောင်ရှိသွားပြီ င်းဖြစ်ပါတယ် Play Store မှာကိုတိုင် download လုပ်ရတာဖြစ်တဲ့အတွက်ကြောင့်ယူကြည့်စေချတော့ရတာဖြစ်ပါတယ်ခင်ဗျာစိတ်ဝင်စားတယ်ဆိုရင် let's go okay ဒါဆိုရင်ဒီ jump top ဆိုတဲ့ dear application လေးပဲဖြစ်ပါတယ်เนาะကျွန်တော် dear application ကိုမေးဆွေးတော့ download လုပ်ရအောင်လွယ်အောင်ကျွန်တော် video ရဲ့ description link ဒါမှမဟုတ်ကျွန်တော်ရဲ့ Telegram channel မှာလင့်လင်းခြားထားပေးမှာပဲဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်ရဲ့မေးဆွေးတော့ description ဆိုတာကိုဘာလဲမသိသေးတဲ့မေးဆွေးတော့ကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်เนาะကျွန်တော်တို့ YouTube video ကြည့်တဲ့အချိန်မှာတရားကကျွန်တော်တို့ဒီလိုမျိုးစာလုံးအဖြူရောက်လေနိုင်စီမှုဆိုတဲ့အကောင်လေးကိုမြင်ရမှဖြစ်ပါတယ်နော်ဒီစီမှုဆိုတဲ့အကောင်လေးကိုတစ်ချမ်းနှိပ်လိုက်ပါဒါဆိုရင်တရားကကျွန်တော်တို့မြင်နေရတဲ့အရာတွေကတော့ YouTube video ရဲ့ description link ဖြစ်ပါတယ်ကျွန်တော်ဒီနေ့ရမှာဒီ application download ရမယ်လေလေကိုဒီလိုမျိုးကျွန်တော် download link ဆိုတဲ့အကောင်လေးရေးပြီးဒီနေ့ရမှာခြားပေးထားမှာပဲဖြစ်ပါတယ်နော်ဒီနေ့ရမှာကျွန်တော်ရန်မေဆွေးတော်ကဒီ application အလေးလေးထက်ကိုဝင်ပြီး Play Store မှာကိုယ်တိုင်လွယ်ကူစွာတော်တော်လောက်လို့ရတာပဲဖြစ်ပါတယ် ဒီနေရာကိုဗီဒီယိုရဲ့ description လို့ခေါ်တာဖြစ်ပါတယ်ခင်ဗျာ။ Okay ဒါဆိုရင်ကျွန်တော်တို့ Jumptas application တစ်ခုပြန်ပြီးဝင်လိုက်ပါမယ်။ကျွန်တော်တို့ဒီ application ကို download လုပ်ပြီးတာနဲ့ကျွန်တော်တို့ဒီ application ကိုကော်ကန်းကောင်နဲ့ send out လုပ်ပေးရတာဖြစ်ပါတယ်နော်။ဒီနေရာမှာကျတော့ကျွန်တော် ကတော့ဒီ application ကိုကော်ကန်းကောင်နဲ့ဒီမှာကျွန်တော် send out လုပ်ထားပြီးပဲဖြစ်ပါတယ်။ Okay ဒါဆိုရင်ကျွန်တော်တို့ဒီ application ကိုဒီနေရာမှာ send out လုပ်ထားပြီးပြီဆိုရင်တော့ကျွန်တော်တို့ဒီ application မှာဘလို့မျိုးငွေရှာလို့ရလဲဆိုတာကိုပြောပြပေးပါမယ်ခင်ဗျာ။ ကျွန်တော်တို့ DR application ထက်ကိုနေစဉ် dairy တည်ဝင်ပြင်ဒီမှာကျွန်တော်တို့ reward တွေကို dairy reward ဆိုတဲ့နေရာမှာဒီအောက်ကပြရောက်လဲနဲ့ cream reward ဆိုတဲ့ကောက်ကိုနေပြင်ဒီနေရာမှာကျွန်တော်တို့ money free လာရှားလို့ရတာဖြစ်ပါတယ်เนาะဒါဆိုရင်ဒီနေရာမှာကျွန်တော်တို့ဒီလိုမျိုးနေစဉ် dairy တည်ဝင်ပြင်ဒီမှာကျွန်တော်တို့ဒီ quality တွေကိုလာရှားလို့ရတာဖြစ်ပါတယ် DR application မှာကျွန်တော်တို့ရလာတဲ့ဒီမြောက် quality တွေကိုကတော့ပြီးရင်ကျွန်တော်တို့ငွေထုတ်လို့ရတဲ့ဒေါ်လာနဲ့လဲလို့ရတာဖြစ်ပါတယ်เนาะဒါဆိုရင်ကျွန်တော်ဗပြန်းဆိုလိုက်ပါမ ါမယ်။ Okay ဒါဆိုရင်ဒီမှာကျွန်တော်တို့နောက်ထပ် tomorrow မနေ့ပြန်ကြာရင်ဒီနေ့ရောင်မှာကျွန်တော်တို့ခုနကလွန်မျိုးတယောက်ကပြရောက်လေးနဲ့ claim ဆိုတဲ့ကောက်ကိုနှိပြင်းဒီနေ့ရောင်မှာကျွန်တော်တို့ဒေါ်လာ꽌လေးတွေကိုလာရှားလို့ရတာပဲဖြစ်ပါတယ်။ပြီးရင်ကျွန်တော်တို့ deposit ကို set in လိုက်ပါနော်။ဒီမှာကျွန်တော်တို့ premium quest tab ဆိုတဲ့နေရာမှာလည်းဒီမှာကျွန်တော်တို့က YouTube video တခုကြည့်ပြီးဒီဘင်းက0.01ဒေါ်လာကိုလာရှားလို့ရတာပဲဖြစ်ပါတယ်နော်။ပြီးရင်ဒီယောက်က social media tab ဆိုတဲ့နေရာမှာလည်းဒီနေ့ရောင်မှာကျွန်တော်တို့ social media ရဲ့ video လေးတွေ ဲကိုကြည့်ပြီးဒီရောက်ကဒေါ်လာလေးတွဲကိုလာရှားလို့ရသေးတာဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့ဒီပေါ်ကိုထည့်ပြင်းဆွဲနေပါတော့ဒီရောက်က Play to M ဆိုတဲ့နေရာမှာကြတော့ကျွန်တော်တို့ဒီ Jump Tas Application မှာငွေရှားလို့ရတဲ့နေရာတွေမှာဒီကောက်ကတော့ငွေတွေအများကြီးရှားလို့ရတဲ့နေရာဖြစ်ပါတယ်ဒီမှာကျွန်တော်တို့ဒီ Play to M Application ဒီဂိမ်းမှာကျွန်တော်တို့ကဒေါ်လာတိုရနဲ့၄၀ဒီကောင်အများဆုံးလာရှားလို့ရတာ ဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့ဒီဘဲကိုဆွဲပြီးကြည့်လို့ရတာဖြစ်ပါတယ်ဒီဂိမ်းကတော့ကျွန်တော်တို့ဒီမှာအများဆုံးဒေါ်လာ1.6ဒေါ်လာ ရှားလို့ရတာဖြစ်ပါတယ်။ BN ဒီကိန်းကတော့58ဒေါ်လာဒီလိုမျိုးကျွန်တော်တို့ဒီ Play to Earn application တွေမှာလည်းငွေလာရှားလို့ရတာဖြစ်ပါတယ်နော်။ဒီ Play to Earn application တွေကတော့ကျွန်တော်တို့ဒေါ်လာလေးတွေရတာကတော့အများဆုံးဖြစ်ပါတယ်။ Okay ကျွန်တော်တို့ကဒီ Play to Earn application တွေမှာဆော်ပြီးငွေရှားမယ်ဆိုရင်တော့အချစ်တကူတော့ပေးရတာဖြစ်ပါတယ်နော်။ဒါဆိုရင်ဒီမှာကျွန်တော်တို့ဒီကိန်းကတော့ဒီမှာ4.3ဒေါ်လာလာရှားလို့ရတာဖြစ်ပါတယ်။ဒီပင်းကဒီ quality လေးကတော့4.5 quality ကိုဒီမှာဒေါ်လာကတော့4.3 ုံး300ဒေါ်လာနဲ့ညီတာဖြစ်ပါတယ်ကျွန်တော်တို့ကဒီ Play to Earn application အတွင်းမှာငွေရှာမယ်ဆိုရင်တော့ဒီ Play to Earn application ကိုတစ်ချောင်းနေလိုက်ပါဒီနေရာမှာသူတို့ကကျွန်တော်တို့ကိုဘလို့မျိုးတာစလေးတွဲလိုပြီးပေးတယ်ဆိုတာကိုဒီမှာလာကြည့်လို့ရတာဖြစ်ပါတယ်နော်ကျွန်တော်တို့ဒီအပေါ်ကဒီ Play to Earn application မှာငွေရှာမယ်ဆိုရင်တော့ဒီအောက်က Stop Tar ဆိုတဲ့အကောင်ကိုနှိပြင်ဒီနေရာမှာသူကတော့ကျွန်တော်တို့ကို level line ပေးတာဖြစ်ပါတယ်နော်ကျွန်တော်တို့ဒီ game မှာ level 3ကို ရောက်တိုင်းဆိုရင်တော့ဒီမှာကျွန်တော်တို့0.01ဒေါ်လာရမှာဖြစ်ပါတယ် level 50ကိုရောက်တဲ့ဆိုရင်တော့0.0တွန်းဒီ play to earn application တွေကတော့ငွေရတားကတော့မှန်တာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ကဒီ game တွေကိုဆော်ပြီးချိန်ပေးရတာဖြစ်ပါတယ်เนาะဒါဆိုရင်ကျွန်တော်တို့ဒီဘောက game ကို level 100တိဆော်မယ်ဆိုရင်တော့0.0 form level 400ဆိုရင်0.20 level 600တိဆော်တဲ့ဆိုရင်တော့0.39ပါเนาะဒီလိုမျိုးကျွန်တော်တို့ဒီ play to earn application တွေမှာ level align ကျွန်တော်တို့ game လေးတွေကိုဆော်ပြီးဒီလိုမျိုးဒေါ်လာလေးတွေကိုလာရှားလို့ရတာဖြစ်ပါတယ်เนาะโอเคဒါဆိုရင်ကျွန်တော် ไปนานสุดหลายบาร์แม่ ျွန်တော်တို့ငွေရှားလို့ရတဲ့အတင် Play to Earn application တွေကလည်းအများကြီးရှိတာဖြစ်ပါတယ်နော်ဒီမှာကျွန်တော်တို့ဒီဘော့က View All ဆိုတဲ့အကောင်ကိုနှိပ်ပြီးလမ်းကျွန်တော်တို့ငွေရှားလို့ရတဲ့ Play to Earn gateway အကောင်လုံးကိုလာကြည့်လို့ရတာဖြစ်ပါတယ် PND အောက်က Watch to Earn ဆိုတဲ့ application တွေကတော့ကျွန်တော်တို့ video လေးတွေကြည့်ပြီးဒေါ်လာရှားလို့ရတဲ့အရာလည်းဖြစ်ပါတယ်နော်ဒီအောက်ကကျွန်တော်တို့ YouTube video လေးတွေကိုလာကြည့်ပြီးဒီမှာကျွန်တော်တို့ဒေါ်လာလေးတွေကိုလာရှားလို့ရတာဖြစ်ပါတယ်နော်ဒီနေရာမှာကျွန်တော်တို့ one day ကို deposit က finite all ဆိုတဲ့နေရာမှာဒီ ကွိုင်လင်းကတော့0.13ကွိုင်ဒီမှာကျွန်တော်တို့ဒေါ်လာကတော့0.13ဒေါ်လာနေစဉ် daily rate လာရှားလို့ရတာဖြစ်ပါတယ်နော်ဒီနေရာမှာကျွန်တော်တို့ YouTube video လေးတွေကိုကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့ကြည့်မယ် YouTube video ကိုတစ်ချက်နှိပ်လိုက်ပါနော် Okay ဒါဆိုရင်ဒီမှာကျွန်တော်တို့ဒီနေရာမှာသူကတော့ကျွန်တော်တို့ YouTube video ကိုဘယ်လိုမျိုးကြည့်ပြီးငွေရှားလို့ရလဲဆိုတာကိုပြောပြပေးတာဖြစ်ပါတယ်နော် into dashim ဆိုတဲ့နေရာမှာကျွန်တော်ဒီနေရာမှာ number 1ကတော့တယောက်ကပြရောက်လင်းနဲ့ stop tha ဆိုတဲ့အကောင့်ကိုတစ်ချက်နှိပ်ပါပြီးတော့ကျွန်တော်တို့ browser မှာ ဒီမှာ best security camera ဆိုတဲ့အကောင်ကိုရရှိပြရမှာဖြစ်ပါတယ်ဒီမှာကျွန်တော်တို့ကြည်ပေးရမှာဖြစ်ပါတယ်เนาะကျွန်တော်ဒီလိုမျိုး YouTube video ကိုသူတာမန်ထားတဲ့ချက်ချင်းနဲ့ကြည်တဲ့ဆိုရင်တော့ဒီရောက်ကကျွန်တော်တို့0.1ဒေါ်လာရမှာပဲဖြစ်ပါတယ် okay ဒီနေရာမှာကျွန်တော်ကတော့ကြာနေမှာဖြစ်တဲ့အတွက်ကြောင့်လက်တွဲမကြည့်ပြပေးတော့ပါဘူးเนาะဒီရာလေးကလည်းလွယ်တာဖြစ်ပါတယ် ။ Okay ဒါဆိုရင်လည်းဒီမှာကျွန်တော်တို့ကြည့်လို့ရတဲ့ YouTube video တွေကတော့အများကြီးရှိတာဖြစ်ပါတယ်။ပြီးတော့ကျွန်တော်တို့တယောက်က passive income ဆိုတဲ့နေရာမှာကြာတော့ကျွန်တော်တို့တယောက်ကတကယ်လေတွေကိုဆော်ပြီးတဲ့ဒီမှာကျွန်တော်တို့0.20ဒေါ်လာကျွန်တော်တို့လာယူလို့ရတာဖြစ်ပါတယ်။ PN တယောက်က Questar ဆိုတဲ့နေရာမှာလည်းကျွန်တော်တို့တယောက်က Google မှာကျွန်တော်တို့ရိုက်ရှာပြီးဒီမှာဒေါ်လာလေးတွေကိုလာရှာလို့ရတာဖြစ်ပါတယ်နော်။ဒီမှာကျွန်တော်တို့0.02ဒေါ်လာ0.01 0.01ဒီလိုမျိုးကျွန်တော်ဒီနေရာမှာ Questar ဆိုတဲ့နေရာမှာလည်း ဲ့ကျွန်တော်တို့ဂေါကန်မှာသူတို့ရရှာခိုက်တဲ့အရာလေးတွေကိုရရှာပေးပြင်ဒီမှာကျွန်တော်တို့လာရှာလို့ရတာဖြစ်ပါတယ်။ Okay ဒါဆိုရင် DR application မှာကျွန်တော်တို့ငွေရှာလို့ရတဲ့နေရာတွေကတော့အများကြီးရှိသေးတာဖြစ်ပါတယ်နော်။ DR ကလည်းကျွန်တော်တို့ဒီနေရာတွေမှာလာရှာလို့ရတာဖြစ်ပါတယ်။ Okay ဒါဆိုရင်ကျွန်တော်တို့ဒီ Jamtas application မှာဒီလိုမျိုး YouTube video လေးတွေကြည့်ပြီးနောက်ပြီး Play to earn application တွေမှာငွေရှာပြီးရလာတဲ့ဒီ quality လေးတွေကိုကျွန်တော်တို့ကဘလို့မျိုးငွေထုတ်ရမှာလဲဆိုတာကိုပြောပြပေးပါမယ်။ဒီဘောကကျွန်တော်တို့ရဲ့ profile logo လင်းနဲ့အမ်မြင့်ဆိုတဲ့ကောက်ကိုတစ်ချမ်းနှိမ့်လိုက်ပါနော် โอเคဒါဆိုရင်ဒီမှာကျွန်တော်မှာ my ambient ဆိုတဲ့နေရာမှာခုနကကျွန်တော် YouTube video တပုတ်ကြည့်ပြင်ဒီမှာကျွန်တော်ဒေါ်လာရှားလိုက်တာ0.01ဒေါ်လာရတာဖြစ်ပါတယ်เนาะဒီနေရာမှာကျွန်တော်ကျွန်တော်ကလည်း the application ကိုမနေတော့ကမှာဆိုတာဖြစ်ပါတယ်โอเคဒါဆိုရင်ဒီနေရာမှာကျွန်တော်တော့ငွေလာထုတ်လို့ရတာဖြစ်ပါတယ်ကျွန်တော်တို့ the application မှာငွေထုတ်မယ်ဆိုရင်တော့ဒီရောက်က minimize payout amount ဆိုတဲ့နေရာမှာအနည်းဆုံး0.5ဒေါ်လာကနေစပြီးလာထုတ်လို့ရတာဖြစ်ပါတယ်ကျွန်တော်ဒီနေရာမှာငွေထုတ်မယ်ဆိုရင်တော့ဒီရောက်က content င်ညိုဝါလက်ဆိုတဲ့အကောင့်ကိုတချမ်းနေလိုက်ပါကျွန်တော်တို့ DR application မှာ crypto wallet account နဲ့ငွေလာထုတ်လို့ရတာဖြစ်ပါတယ်နော်ဒါဆိုရင်ဒီနေရာမှာကျွန်တော်တို့ငွေထုတ်လို့ရအောင်ဘယ်လိုမျိုး wallet account ချိန်ရမလိုက်ဆိုတာကိုပြောပြပေးပါမယ်ခင်ဗျာဒါဆိုရင်ကျွန်တော်ဒီနေရာမှာခဏလေးဆက်လိုက်ပါမယ်နော်ဒီမှာကျွန်တော် continue wallet ဆိုတဲ့အကောင့်ကိုတချမ်းနေလိုက်ပါတယ် โอเคဒါဆိုရင်ဒီလောက်မျိုး cotton new your wallet ဘလို့ပေါ်နေမှာဖြစ်ပါတယ်ဒီနေရာမှာကျတော့ကျွန်တော်တို့က crypto wallet ကောက်တင်နဲ့ကျွန်တော်တို့ဒီ dia application မှာငွေထုတ်လို့ရတာပဲဖြစ်ပါတယ်နော်ဒီမှာလည်းသူပြောပြပေးထားတာဖြစ်ပါတယ်ဒီအောက်က cotton new wallet ဆိုတဲ့ကောက်ကိုထည့်နေလိုက်ပါမယ်ကျွန်တော်တို့ dia application မှာ ban crypto wallet ကောက်တင်နဲ့ထုတ်လို့ရလဲဆိုတာဒီမှာကြည့်လို့ရတာဖြစ်ပါတယ်နော်ကျွန်တော်တို့ငွေထုတ်လို့ရတဲ့ crypto wallet ကောက်တွေကတော့ metamask ပြန်နောက်ပြီးတော့ trust wallet နောက်ပြီးကျွန်တော်တို့ binance wallet နဲ့လည်းလာထုတ်လို့ရတာဖြစ်ပါတယ်နော် quite SMS ဒီမှာကျွန်တော်တို့ on wallet ဆိုတဲ့နေရာမှာလဲကျွန်တော်တို့ငွေထုတ်လို့ရတဲ့ wallet ဘောက်ကတော့ဒီမှာ 480ဝါရီတောင်ရှိတာဖြစ်ပါတယ်လူတော်တော်များများသူများတဲ့ဝါလေတွေကတော့ဒီဝါရီကောက်တွေဖြစ်ပါတယ်နော်โอเคဒီနေရာမှာကြတော့ကျွန်တော်ရဲ့မိတ်ဆွေတို့ခြေချင်းတဲ့ဝါရီကောက်နဲ့ခြေပြင်ဒီ application မှာရလာတဲ့ဒေါ်လာတွေကိုငွေလားထုတ်လို့ရတာဖြစ်ပါတယ်ကဲရွေးမိတ်ဆွေမှာ Binance Wallet ရှိတဲ့ဆိုရင်တော့ကျွန်တော်တို့ဒီနေရာမှာ Binance Wallet နဲ့ခြေပြင်ကျွန်တော်တို့မြန်မာငွေခေပေးဝယ်ပေးနေပြပြင် Binance ထဲမှာ P2P နဲ့ရောက်ပြီးကျွန်တော်တို့ငွေပြန်ထုတ်လို့ရတာဖြစ်ပါတယ်โอเคဒါဆိုရင်ကျွန်တော်တို့ဒီ Jamta application ချိန်မှာဒီလိုမျိုးယာလာတဲ့ဒေါ်လာလေးတွေကိုငွေလားထုတ်လို့ရတာဖြစ်ပါတယ်နော်ကျွန်တော်နောက်ဗီဒီယိုတွေမှာဆိုရင်ဒီ application မှာကျွန်တော်ဗီဒီယိုလေးတွေကြည့်ပြင်ကျွန်တော်ဒေါ်လာလေးတွေဂေးလေးတွေဆိုပြီးငွေထုတ်လို့ရအောင်ကျွန်တော်0.5ဒေါ်လာရအောင်ကျွန်တော်ဆူလိုက်ပါမယ်နော်နောက်ပြီးနောက်ဗီဒီယိုမှာကျွန်တော်ဒီ Jumpstart application မှာဘလိုမျိုးငွေထုတ်လို့ရလဲဆိုတာကိုကျွန်တော်ပြပြလက်တွေငွေလားထုတ်ပြပေးမှာပဲဖြစ်ပါတယ်နော်ခင်ဗျာဒီ application ကတော့ကျွန်တော်တို့တကယ်ချင်းဖေခေါ်စရာမလိုဘဲနဲ့ကိုယ်တိုင်ဒီလိုမျိုးကျွန်တော်တို့ YouTube video လေးတွေကြည့်ပြီးနောက်ပြီးတော့ကျွန်တော်တို့တယောက်က Play ထုတ်ရန် application လေးတွေမှာဂဲလေးတွေဆိုပြီးကျွန်တော်တို့က ticket လေးတွေကိုဆိုပြီးကိုတိုင်းငွေလာထုတ်လို့ရတာဖြစ်ပါတယ်နော်ဒီ application ကလည်းကျွန်တော်တို့ mitra ကတော့အနည်းဆုံး0.5 dollar ကနေလူတိုင်းငွေလာထုတ်လို့ရတာဖြစ်ပါတယ်နော်ဒီနေရာမှာတယောက်ကအစရောက်ကြော်လေပြည်တယ်ဆိုရင်တော့ကျွန်တော်တို့ဒီ application မှာတယောက်ကခုနကကျွန်တော်တို့ခြေထားတဲ့ wallet account ထဲကို pay out ဆိုတဲ့ account နေပြင်ကျွန်တော်တို့ငွေထုတ်လို့ရပြီပဲဖြစ်ပါတယ်ဒီ application မှာကျွန်တော်မှာ0.5 dollar ပြည်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ message တော့ကိုပြန်ပြီးငွေလာထုတ်ပြ ပေးမှာပဲဖြစ်ပါတယ်နော်ဒီ application ကလည်းကျွန်တော်တို့ YouTube video လေးတွေကြည့်ပြင် Play to Earn application လေးတွေမှာကျွန်တော်တို့ gallery တွေဆိုပြီးရလာတဲ့ဒီ quality လေးတွေနဲ့ကလည်းအမှားတကန်ငွေထုတ်လို့ရတာပဲဖြစ်ပါတယ်ခင်ဗျာ Okay ဒါဆိုရင်ကျွန်တော်ရန်မေဆွေးတော်ကဒီ application မှာစံပြင်ငွေလာရှာချင်တဲ့ဆိုရင်တော့ဒီ application ရဲ့လေးလေးကိုကျွန်တော် video ရဲ့အရှင်းမှာပြောထားတဲ့အတိုင်း video ရဲ့ description ဒါမှမဟုတ်ကျွန်တော်ရန် Telegram channel မှာဒီ application ရဲ့လေးလေးကိုကျွန်တော်ခြားထားပေးမှာပဲဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်ကျွန်တော်ဒီ video လေးကိုဒီမှာပဲရလိုက်ပါမယ်နောက် video လေးတွေ င်မှာထပ်တွေ့ကြပါမယ်เนาะဘိုင်ဘိုင်